အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုဘွားတဲကနေဘလို့အရာတွေကိုလွတ်ချဖို့လိုအပ်နေလဲဘလို့အရာတွေကိုစောက်ကင်ပြီးတော့ရှေ့ဆက်သွားတင်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကြည်ထားပေးပါတယ်ဒီတော့အသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးသွားတဲ့အခါမှာဒီသုံးပုံတွေကနေမှ ကိုကိုဆွဲဆောင်နေတယ်လို့ထင်တဲ့ပုံကိုနဲ့ energy ကြိုက်တယ်လို့ထင်တဲ့ပုံတစ်ခုကိုရွေးပြီးတော့စိတ်ထဲကနေမှတ်ထားလိုက်ပါနော်အခုကတော့ပိုင်ဝဲလေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်ပိုင်ဝဲလေးတွေကိုတွေ့တာကတော့ပေါ့နော်ဒီပိုင်ဝဲလေးကိုရွေးတဲ့သူတွေကနည်းနည်းလောဘကြီးတဲ့သူမျိုးနည်းနည်းရိမှန်းချက်ကြီးတဲ့သူမျိုးအာပတ်စံနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်အများကြီးစူးစမ်းအထောက်ပြီးတော့ရှာတတ်တဲ့သူမျိုးနည်းနည်း မလုံဘလောက်ရှာရှာမလုံလောက်ဖူလို့ထင်တဲ့သူမျိုးပေါ့နော်များများရှာမှသာလင်ကိုရဲ့နောင်ရည်အာတသမီရေရှည်ဆိုလို့ကိုတသမီတွေရဲ့နောင်ရည်ကိုရဲ့မိဘတွေရဲ့ရှေ့နောင်ရည်ပေါ့နော်အာကိုရဲ့အိုစာမင်းစာအတွက်အဲ့လိုမျိုးအဆင်ပြေမယ်လုံလောက်မယ်ဆိုပြီးတော့ပေါ့နော်ခုခုကိုပရက်ရှာတွေပေးနေတဲ့သူတွေကိုမြင်ရတယ်ပေါ့နော်အဲ့ဒီ energy တွေရတယ်အဲ့တော့ ဘာတွေကိုလွတ်ချရမလဲဆိုလို့ရှိရင်ပေါ့နော်ခုနပြောတဲ့လောဘတွေကိုလွတ်ချရမယ်လို့မြင်တယ်ပေါ့နော်လောဘတွေဆိုတာထက်လीအဲ့ဒီပူပန်နေရတဲ့စိတ်တွေပေါ့နော်အဲ့ဓာတွေကအရင်ကပူပန်နေရတယ်လို့ခံစားရတယ်ကိုကအမြဲတမ်းပတ်စံရှာရမယ်သူများတဲ့ပိုရှာနေမှပိုရမယ်အဲ့ဒီဟာမျိုးကမှန်တော့မှန်နေတယ်အဲ့စိတ်ကမမှန်ဘူးလို့ပြောရမှာမဟုတ်ဘူးနော်။ဘာလို့လဲဆိုတော့လူတွေရဲ့စားဝတ်နေရေးအတွက်ပတ်စံကအရေးကြီးတယ်။ ပြည့်စုံအောင်နေဖို့ကအရေးကြီးတယ်အခုခေတ်မှာဆိုလို့ရှိရင်ကုံစေးနှောင်းတွေတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှာမြန်မြန်ရှာနိုင်မှသာလေဒီခုခေတ်ရဲ့ economy မှာဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်အသက်ရှင်ပြီးအသက်ရှူချောင်မဲ့အနေအထားတစ်ခုရှိရတာဟုတ်တယ်ဒါပေမဲ့လို့အဲ့ဒီတစ္ဆန်ကပဲကိုရဲ့စိတ်ကိုမွန်းချက်စီမဲ့ဆိုလို့ရှိရင်အဲ့ဒါကမဟုတ်သေးဘူးပေါ့နော်အဲ့တော့အဓိကကအဲ့ဒီစိတ်တွေကိုရှော့ချထားရမယ်ဥပမာကိုကရှာနေတာဟုတ်တယ် ဒါပေမဲ့ pressure တော့မပြီစေနဲ့ပေါ့နော်ကိုလုံးနိုင်တယ်လောက်လို့တကယ်လို့ကိုကအဲ effort ကိုတရားရခိုင်တော့မဟုတ်ဘူး130ရခိုင်တော့ထုတ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါဘာလို့အဲ့နေလဲဆိုတာမျိုးမဟုတ်ဖဲနဲ့ငါကငါပြီးသွားပြီကွာငါလုံနိုင်တလားလုတ်ပြီးသွားပြီအဲ့တော့ရလာ reset ကိုငါကြေနေရတော့မယ်တကယ်ဒီ reset ကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါမှဘာမှ မကြိုးပမ်းလိုက်ရတာမအားထုတ်လိုက်ရတာငါလုံးဝမဆိုင်လိုက်ရတာမရှိဘူးဒီတော့ငါအတွက်ကဟိုလိုအပ်တာမရှိဘူးဆိုတဲ့စိတ်နဲ့ပေါ့နောင်တမရှိဘဲနဲ့နေတဲ့နဲ့နောက်ပြီးကြတော့လေအဓိကကို့မှာရှိလို့ရှိရင်ပေါ့နော်လူတိုင်းကကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေကိုလိုချင်နေတာမျိုးမဟုတ်ပေါ့နော်ကိုကိုကုညီမဲ့သူတွေလည်းရှိရဲဒါမှမဟုတ်လို့ရှိရင်ဒီဘယ်လိုပြောရမလဲဒီမှာတွေ့ရတာဆိုလို့ရှိရင်ပေါ့နော်အရန်ကိုကစီနေတဲ့သူတွေရဲ့ energy မျိုးကိုလည်းရရဲ ပေါ့နော်ကိုယ့်ရဲ့ဥစ္စာတွေတိုးပွားဖို့ဆိုလို့ရှိရင်ဘာမစိုးလုပ်မယ်ဆိုတဲ့သူမျိုးတွေနည်းနည်းထိလိုက်တာနဲ့အများကြီးဒေါသထွက်ပြီးတော့လူတွေကိုတုံ့ပြန်မယ်ဆိုတဲ့သူမျိုးတွေပြီးတော့လို့ရှိရင်လူရေလေတာမဟုတ်ဘဲနဲ့နည်းနည်းလေးလူဘာဝတဲ့သူလေးတွေရဲ့ energy မျိုးကိုရတယ်ပေါ့နော်အဲ့တော့ကျတော့အဲ့ဒါမျိုးတွေဖြစ်နေရတဲ့အကြောင်းရင်းကဘာအတိတ်ပဲရှိလဲဆိုတာကိုကိုယ့်ဘက်ကပြန်မေးပေါ့နော်။မှလူတွေက ကိုလောက်ကြီးလည်းပူလာမနေရပဲနဲ့ကိုလောက်ချမ်းသာတဲ့သူတွေကိုလောက်ပတ်စံရှိတဲ့သူတွေလည်းရှိနေတာပဲလောကမှာကိုလောက်မကြိုးစားမအားထုတ်ဖဲနဲ့ကိုရချမ်းသာတဲ့သူတွေလည်းရှိနေမှာပဲအဲ့တော့အတိကကအသက်တရာနေရမယ်ဆိုလို့ရှင်ဒီတရာအတွင်းမှာ ထေသွားကြမဲ့သူတွေကြီးပဲအဲ့တော့ဘလိုမျိုးကိုနေခဲ့တဲ့ဘဝမှာဘလိုမျိုးနေမှာလဲကိုကပတ်စံလဲရှိတယ်စိတ်ချမ်းချမ်းသာသာဖြစ်တဲ့ဘဝနဲ့နေမလားဒါမှမဟုတ်ပတ်စံတော့ရှိတယ်ဒါပေမဲ့ပူလောင်နေရတယ်ပတ်စံရှာနေရတဲ့ process ကိုလည်း enjoy မလုပ်နိုင်ဘူးဆိုတဲ့အတိုင်းနေမှာလားဆိုတာကိုပတ်တာကိုစဉ်းစားပြီးတော့အဲ့ဟာတွေကိုလွတ်ချတဲ့နေပေါ့နော်ဘာတွေကိုစောက်ကန်သွားရမလဲဆိုလို့ရှိရင်အခု bio လေးတွေကလေပြောရရင် ဒီလုံလောက်တဲ့ပမာဏတစ်ခုကိုရှိနေရပေါ့နော်ရှရှိသွားဖို့လည်းရှိရကိုစီမာလို့အာလိုအပ်နေတယ်ဆိုတဲ့ပေါ့နော် deficiency ဖြစ်နေဆိုရဲ energy မျိုးကိုမရှိ မတွေ့ရဘူးပေါ့နော်အဲ့တော့တာမန်အေးစစေးစိတ်ချမ်းချမ်းသာသာလေးနဲ့စိတ်အေးအေးချမ်းချမ်းလေးပဲပတ်စံရှာသွားတယ်အလုပ်တွေလုပ်သွားတယ်ဆိုလို့ရှိရင်လည်းပူပန်စရာမလိုဘူးပေါ့နော်အဲ့တော့ကျတော့နည်းနည်းကလေးစိတ်ကလေးကို short ပြီးတော့အာငါ့မှာငါလိုချင်တာတွေအားလုံးပြည့်စုံနေပြီပဲ မနောက်လည်းပြည်ဆောင်သွားဖို့ရှိရဲ့ငါအဒီအတိုင်းလေးပဲအေးချမ်းချမ်းလေးပဲဆက်သွားမယ်ဆိုရဲစိတ်ကလေးကိုစုပ်ကိုင်းပြီးတော့ဆက်သွားတဲ့လေမြင်နေပေါ့နော်အဓိကကကိုယ့်ရဲ့ creation တွေပေါ်မှာယုံကြည်ရမယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကအမ်အခုလက်ရှိမှာဆို leader တယောက်အနေနဲ့တနေရာမှာရှိနေလိမ့်မယ်ကွာသူများထက်ကိုမှတာလွန်တဲ့အချက်တွေမျိုးရှိနေမယ်ဆိုရင်အဲ့ဒီအချက်တွေအရပဲကိုကို အများကြီးအထကိုပြုတ်လိမ့်မယ်အဲ့ဒါတွေကိုပဲအကိုအထပြုတ်ရဲဆိုလို့ရှိရင်ငါ့ဘွားရအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့စိတ်မျိုးနဲ့နေရမယ်နောက်ပြီးသွားလို့ရှိရင်ပေါ့နော်ဟိုတစ်ပင်တစ်ပင်တပင်ကောင်းလို့ရှိရင်ငှက်တပေါင်းနားနိုင်နေဆိုတဲ့ဟာမျိုးရှိရပေါ့နော်အဲ့တော့ကိုကတစ်ပင်ကောင်းတပင်ဖြစ်ဖို့လိုအပ်တယ်အဲ့လိုမျိုးကိုနားမှာအချွေးအရင်အပေါင်းအသင်းတွေလည်းရှိတယ် သင့်နေပေါ့နော်ရှိဖို့လည်းလိုအပ်တဲ့အတွက်ကြောင့်မလို့အာလူတိုင်းကိုမပေးဘူးမကမ်းဘူးဆိုတာထက်စားလို့ရှိရင်မျိုးစေ့လေးတွေချပေးတင်နေပေါ့နော်အဲ့လိုမျိုးစေ့လေးတွေချရင်းနဲ့ဆက်ပြီးတော့သွားတင်နေနောက်တစ်ခုက investment နေပေါ့နော်ဟိုကိုရိုင်းစူးစမ်းအထောက်နေမှာပတ်စံရရတဲ့ကိုရိုင်းအရင်စူးစမ်းအာမထောက်နေလဲပတ်စံရရတယ်ဆိုတော့ project တွေအဲ့လိုမျိုးတွေကိုလည်းလှုပ်တင်နေပြီးတော့လို့ရှင်စိတ်တွေကိုအဓိကကတော့ဖြေလျှော့တင်နေပေါ့နော်အဲ့တော့ကျတော့ပိုက်ဝဲလေးတွေကိုပြောချင်တာက အရန်ကြီး serious ထားပြီးတော့ပတ်စံချတာမျိုးအာဒီငွေနဲ့ပတ်သက်အရန်ခက်ခြံတဲ့စိတ်မျိုးတွေကို short ချပြီးတော့ပေါ့နော်နေနဲ့လက်ကိုလောက်ပြီးတော့အေးစစေးနဲ့ကို့မှာပြည့်စုံနေဆိုတော့ခန်းစားချက်မျိုးရအာစူးစမ်းအားထုတ်တင်နေပြီးတော့လို့ရှိရင်ပေးတင်နေကန်းတင်နေနေနဲ့ရရောမှုပေါ့နော်လူတွေကို့ပေါ်မှာကောင်းတဲ့သူတွေဆိုလို့ရှိရင်ကောင်းတဲ့အလျာအထ ပေးကမ်းတာမျိုးတွေစွန့်ကြဲတာမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေဖို့ရှိပါတယ်အဆင်ပြေသွားပါလိမ့်မယ်နော်အခုကတော့ byte to လေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်အာပိုက်တူလေးတွေရဲ့ energy အရာဘယ်လိုမျိုးတွေ့ရလဲဆိုရင်လည်းနည်းနည်းကောက်ယိုမီလို့ဖြစ်တတ်တဲ့သူမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ကောက်ယိုမီလို့ဆိုတာဘယ်လိုလဲဆိုတော့ကောက်ယိုမီရဲ့သဘောတဘာဝကသူ့ကိုမီးရှို့လိုက်တာနဲ့ဘုံကနေတောက်ပြီးသွားရင် ပြဖြစ်သွားတယ်ပေါ့နော်ဘာမှမကြံတော့ဘူးဖွဲမီလိုမျိုးဆိုတာရှိသေးတယ်ဖွဲမီကကြတော့သူကသူ့ကိုမီရှိုးလိုက်လို့ရှင်သူကဝုန်းကနေတော့မတောက်ဘူးဒါပေမဲ့တဖြည်းဖြည်းချင်းစီလေးတွေတောက်သွားပေါ့နော်အကြာကြီးပဲဆက်ရှိသွားတဲ့ဟာကိုပြောတယ်ပေါ့နော်ဒီစကားကတော့ကျမရဲ့အဖေကကျမအမြဲတမ်းပြောတဲ့စကားပေါ့နော်ကောက်ရိုးမီလိုမလုပ်နဲ့ဖွဲမီပဲဖြစ်ဖြစ်အောင်လုပ်ဆိုတဲ့စကားပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ကိုကတခုခုကိုစိတ်ဝင်စားရတယ်ပဲသား โอเคလောက်လိုက်တယ်တရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်ထက်မပိုဘူးအရန်ကိုဖြစ်ချင်တယ်ဥပမာအာငါကတော့ content creator ဖြစ်ချင်တယ်ဗီဒီယိုတွေရိုက်လိုက်တယ်သုံးရက်ထက်မပိုဘူးဗီဒီယိုကအဲ့နောက်နေမှာမရှိတော့ဘူးအာကိုက content writer ဖြစ်ချင်တယ်စာတွေရေးလိုက်တယ်ငါးရက်ထက်မပိုဘူးအဲ့နောက်နေမှာမရှိတော့ဘူး အော်ကိုကခေစာဖက်ရတာကြိုက်တယ်ငါ့ရဲ့ဝါသနာစာဖက်ရတာပဲဆိုပြီးစာအုပ်တွေဝယ်တယ်ကိုယ့်အိမ်မှာတော့စာအုပ်တွေအများကြီးပဲပုံထက်သွားတယ်ဒါပေမဲ့၃ရက်လောက်ထက်မပို့ဘူးမှာတလအများဆုံးတလပဲအဲ့ထက်မပို့ဘူးအဲ့ဒါဆိုလို့ရှင်တော့အဲ့ဟာကောက်ရိုးမီလို့ပြောကြရဲပေါ့နော် ဖွဲမီကကြတော့อืมကိုကစာဖက်ရတာကြိုက်တယ်ဆိုရင်စာအုပ်လေးတွေဖြည်းဖြည်းချင်းစီဝယ်စုသူ့ရဲ့ဟာကနေတိုင်းမလုံးနိုင်ရင်တောင်မှသူအမြဲတမ်းလိုလိုစာဖက်တဲ့အကျင့်ရှိတယ်ဥမာဗီဒီယိုတွေအမြဲမတင်နိုင်ရင်တောင်မှသူ ဟိုတနေ့၅ဘုတ်၆ဘုတ်မတင်နိုင်တယ်မှာတနေ့တဘုတ်ကိုမှန်မှန်တင်သွားတာမျိုးအဲ့လိုမျိုးလုပ်တဲ့သူတွေဆိုရင်ဖွဲမီလို့ပြောကြရပါတော့ဒီ fight 2လေးတွေကတော့ကောက်ယိုမီနဲ့တူရယ်တခုခုဆိုလို့ရှိရင်ဘုံကနေထလောက်လိုက်တယ်ပေါ့နော်ပြီးတော့ရင်မလောက်တော့ဘူးပြီးသွားလို့ရှိရင်နောက်တစ်ခုကိုပြောင်းတယ်ဝါသနာတွေကလည်းခဏတိုင်းပြောင်းနေတယ်ပြီးသွားလို့ရှိရင်ရှေ့ရတစ်ခုကိုလည်းပြန်မလောက်ကြတော့ဘောနော်အဲ့လိုမျိုးတွေတွေ့ရတော့ကြတော့အဲ့လိုမျိုးတွေမလောက်ဖို့ပြောချင်တယ်ဘောနော်ဒီကက်တွေကပြောထားတာဘောနော်အဲ့ဟာမျိုးတွေကိုလွှတ်ချ သွားလိုက်ပါတဲ့ကိုကဝါသနာအစ်စ်တွေ့ပြီဆိုလို့ရှိရင်အဲ့ဝါသနာကငါနဲ့တကယ်ကိုက်ညီလားငါနဲ့တကယ်အဆင်ပြေလားငါတကယ်လုံမာလားဆိုတာကိုတတိချာချာလေးစဉ်းစားပြီးတော့မှာပေါ့နော်လှုပ်ဖို့အတွက်အကြံပေးထားတယ်ကိုကကောက်ရိုးမိလို့မဖြစ်ဖို့အဓိကအနေနဲ့မှားချင်တယ်ပေါ့နော်တခုခုဆိုလို့ရှိရင်စစွဲမြဲမြဲလောက်တဲ့အကျင့်လေးရရှိချင်တယ် ဆွဆွမြဲမြဲလောက်စီချင်တယ်ပေါ့နော်ပြီးတော့ကိုကအာအာတခုလောက်လိုက်တယ်လောက်လိုက်တဲ့အချိန်မှာအဆင်မပြေဘူးဆိုလို့ရှင်လည်းထပ်ပြီးမလောက်ချင်တော့ဘူးဆိုတော့မြတွေ့ရတယ်အဲ့လိုမျိုးမလောက်ဖဲနေပေါ့နော်တခုကကိုနဲ့အဆင်မပြေဘူးဆိုလို့ရှိရင် okay ဒါကတော့ငါနဲ့အဆင်မပြေဘူးဒါဆိုလို့ရှင်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဟာကိုပဲ အာယုံစိုက်စေခြင်းနဲ့ဘောနော်ဒီမှာနောက်တစ်ခုကောက်ရိုးမိဖြစ်နေတဲ့အဓိကအကြောင်းရင်းကခုနအဆင်မပြေဘူးဆိုရင်ဟာငါနဲ့တော့မကြိုက်ပါဘူးငါတော့ဒီလိုမြင်ရဘူးငါနဲ့အဆင်မပြေတဲ့ဟာကြီးဆိုပြီးတော့လက်လျှော့လိုက်ကြတယ်ပေါ့နော်အဲ့ဟာကပြဿနာပဲအဲ့တော့ကြတော့ဒီအခုကစပြီးတော့အဲ့ဟာတွေကိုလက်လွတ်လိုက်ကြမယ်သူချလိုက်ကြမယ်ပေါ့နော်အာကိုကတခုခုလုံးလို့အဆင်မပြေဘူးဆိုလို့ရှိရင်တောင်းမှတခြားအဆင်ပြေမဲ့နီးလန်းတွေရှိရတယ်ငါရှာရမယ်ဆိုတဲ့စိတ်မျိုးကို ယူသွားကြမယ်ပေါ့နော်ငါနဲ့ကတော့ဘာမှအဆင်ပြေဘူးအော်ငါကတော့ဘာမှမလုပ်နိုင်ပါဘူးဒါမှမဟုတ်လို့ရှင်ခုနပြောတခါလေးကြာရင်လေလှုပ်ရှားရည်အရင်များလာပြီးတော့လို့ရှင် overwhelm ဖြစ်တယ်ပေါ့နော်အဲ့ကြလို့ရှင်ဟာငါလှုပ်ရှားရည်ပဲများနေရပါငါမလုပ်နိုင်ဘူးဟောငါနဲ့ဘာမှလည်းမကိုက်ညီဘူးငါဘယ်လိုလူလဲမသိငါ့ရဲ့ fashion ကိုလည်းမတွေ့ဘူးဆိုပြီးတော့နည်းနည်းကိုကိုကိုအပြစ်တင်တဲ့စိတ်တွေလည်းဝင်လာတတ်တယ်ပေါ့နော်အဲ့တော့ကြတော့ ကိုကူကအပြစ်တင်တဲ့စိတ်တွေလည်းထားခဲ့မယ်လွတ်ချခဲ့မယ်ကောက်ရိုးမီးလို့ဖြစ်တဲ့အကျင့်ကိုလည်းလွတ်ချခဲ့မယ်ကောက်ရိုးမီးလို့ဖြစ်စေတဲ့အကျင့်တွေကိုလည်းလွတ်ချခဲ့မယ်ဘာတွေကိုရှေ့ဆက်သွားရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ passion ကိုရှာဖွေရမယ်ငါတကယ်ကြီးငါလောက်ချင်တာပါလေငါဘာဘေးအရာမှငါကြွန့်ကျင်လဲဆိုတဲ့ဟာကိုရှာဖွေရမယ်ရှာဖွေပြီးသွားတာ ਨੇ အဲ့အရာကခက်ခဲသည့်ဖြစ်စေကြာရှုံးဖို့ရခိုင်နှုန်းများသည့်ဖြစ်စေ ာရှုံးမွေရခိုင်တော့များသည်ဆိုတာကိုကမလုတ်ဖဲနဲ့တော့မသိပေမဲ့လို့ကိုကလုတ်ကြည့်ဖို့အတွက်ပေါ့နော်။နည်းနည်းမလွယ်ကူတဲ့ကိစ္စတွေကိုပြောချင်တာပေါ့နော်။အဓိကကကြာရှုံးနေဆိုတဲ့စကားထက်မလွယ်ကူတဲ့စကားပို့ပြမှန်မယ်ထင်တယ်။အဲ့လိုမျိုးတွေဆိုရင်ရှေ့ဆက်သွားကြည့်။ကိုဘာမှမသိသေးဘူး။ကို့မှာဘာ knowledge မှမရှိသေးဘူးဆိုရင်သင်ယူရမယ်။သင်ယူဖို့ကိုအရင်ဆုံး priority ထားပြီးတော့သင်ယူသင်ယူပြီးရှေ့ဆက်သွား။ရှေ့ဆက်သွားပြီးကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့မိတော့ကလေးပေါ့နော်။ဒီ six center လေးကို လုံးဝ fulfillment ဖြစ်တဲ့အချိန်ရှာဖွေပြီးတော့ရှေ့ဆက်သွားရမှာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်တကယ်လို့အခုက음ဘာမှလုပ်ဆရာလည်းလုပ်ဘာလုပ်လို့ကြံရမယ်မသိဘူးဆိုတဲ့သူတွေလည်းခုနကကျွန်မပြောတဲ့လိုမျိုးပေါ့နော်အရှက်ပြစ်လိုက်တာထဲစာလို့ရှိရင်ဥမာကိုကစာရေးရတာကြိုက်တယ် page လေးထောင်လိုက်တယ် page က reach တော့မရဘူးဒါပေမဲ့ နောက်တစ်ခုပြောင်းတာထက်ဆိုင်အဲ့ page လေးကိုပဲဘယ်လိုမျိုးဆက်သွားရမလဲဆိုတဲ့ဟာကိုပဲထက်ခါထက်ခါစဉ်းစားရင်းနဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်ပေါ့နော်တနေ့မှာတော့လုံးဝ monetization တွေပွင့်ပြီးတော့လုံးဝအရန်ကိုကောင်းအောင်မြင်တဲ့ page တစ်ခုဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရပါတော့ဒါကဥပမာအလုပ်တစ်ခုကိုပေးရပေါ့နော်အဲ့လိုမျိုးကိစ္စရပ်တွေအများကြီးရှိပါသေးတယ် ဥမာအလောက်ပဲဖြစ်စေကိုကမုံလေးရောင်းနေကိုမုံကိုဘယ်သူမှမဝဲကြအောင်ဆိုပေမဲ့တဘူးရောင်းကလည်းရောင်းလိုက်နှစ်ဘူးရောင်းကလည်းရောင်းလိုက်တကယ်လို့မရောင်းအောင်ဆိုအင်ရသူတွေကိုကြွေးလိုက်သူတို့စားရတယ်အဲ့လိုမျိုးရောင်းရင်ရောင်းရင်းနဲ့ကိုကစေတနာလည်းပါတယ်တကယ်လဲကိုဒါလောက်ရလည်းပျော်ရွှင်တယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့လူတွေကဝယ်စားကြမှာပဲဗောနော်အဲ့တော့အောင်မြင်လာမယ်လို့တွေ့ရတယ်ကိုကပညာရေးတစ်ခုတင်တယ်ဥမာကိုကပြင်သစ္စာတင်ချင်တာဟာပြင်သစ္စာရဲ့ခက်လိုက်တာမထက်တင်တနေ့ကိုမီနင်း3လုံးချက်နောက်တနေ့ကိုမီနင်း6လုံးချက်အဖြစ်ဖြစ်နေကြိုင်းကြိုင်းနဲ့ used to ဖြစ်သွားတဲ့အချိန်မှာ မာစတာဖြစ်သွားမှာပဲကွာအဲ့လိုပုံစံမျိုးမြင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဖွဲ့မိလို့စိတ်ကလေးကိုစုပ်ကိုင်းပြီးရှေ့ဆက်သွားကောက်ရုံးမိလို့စိတ်ကိုဒီနေ့ဒီအချိန်ဒီမှာပဲရက်ခဲလိုက်ဖို့ပြောချင်ပါတယ်အခုကတော့ by 3ရဲ့အတွက်ကိုဖတ်ပြပေးသွားပါမယ် by 3 lyric အတွက်ပေါ့နော်ဘာတွေလှစ်ချရမလဲမပြောခင်မှာ by 3 lyric တွေက နည်းနည်းမျက်နှာဖုံးလေးတွေတတ်ထားတဲ့သူတွေလို့မြင်တယ်ပေါ့နော်မျက်နှာဖုံးတတ်ထားတဲ့သူဆိုတာကကိုယ့်ရဲ့အပြင်မှာတကယ်ဖြစ်နေတဲ့အပြင်မှာဆိုတာကကိုကိုကိုတည်ရဲ့ကိုပုံစံတစ်မျိုး ပေါ့နော် ကိုကလူတွေကိုချပြထားတဲ့ပုံစံကတစ်မျိုးဖြစ်နေတယ်လို့မြင်တယ်ဥပမာလူတွေကိုကိုကအယံပျော်တယ်အယံကိုမှ uh strong ဖြစ်တယ် independent ဖြစ်တယ်ဆိုတဲ့ပုံစံကိုချပြထားတယ်အချိန်မှာလူတွေကအော် तू ကဘာမှတိတ်မခံစားရဘူးမခံစားတတ်ဘူး तू ကအရန်ကို independent ဖြစ်တယ် तू ကဘာမှမလိုအပ်ဘူး तू ကငါမရှိငါတို့မရှိလဲပြည့်စုံနေဆိုတော့ပုံစံမျိုးကိုလူတွေကမြင်ကြတယ်လူတွေကိုလည်းကိုကအဲ့လိုမျိုးပဲချပြထားတယ်ဒါပေမဲ့တကယ်အပြင်မှာကိုတကယ်အပြင်မှာဆိုကိုစိတ်ထဲမှာတကယ်ကိုရဲ့ပုံစံကအဲ့လိုမဟုတ်ဘဲနဲ့ကိုက သူတို့ကိုလည်း give site ပြီးတယ်ပြင်ကိုကို give site တာမျိုးလဲခံချင်တယ်အချစ်ခံရတာမျိုးကိုလည်းကြိုက်တယ်ကိုကိုဥစားပေးခံရတာကိုလည်းကြိုက်တယ်ပြီးတော့လို့ရှင်ကိုကတရရကိုမှုခိုလိုက်ရရင်ကောင်းမှဘဲဆိုတဲ့စိတ်မျိုးလဲရှိတယ်ပေါ့နော်ကိုရဲ့အတွင်ထဲမှာကဒါပေမဲ့အဲ့ဟာကိုဘယ်သူ့ကိုမှလည်းထောက်မပြသလိုကိုကမတိလဲမတိစေချင်တဲ့အပိုင်းတွေလဲပါမယ်ပေါ့နော်အဲ့ဒါတွေကကိုရဲ့အရင်က trauma တွေအကြောင်းလဲဖြစ်နိုင်တယ် အာကိုရဲ့ဒီတွေ့ကြုံလာတဲ့အတွေ့အကြုံတွေမှာမူတည်ပြီးတော့လဲအဲ့လိုဖြစ်သွားတာမျိုးလဲဖြစ်နိုင်နေပေါ့နော်အဲ့တော့ကြာတော့ပိုင်း3ကိုယူရတဲ့သူတွေကဘာတွေကိုလွတ်ချဖို့လိုအပ်နေလဲဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုလွတ်ချဖို့လိုအပ်နေပါတယ်ဘယ်အရာတွေလဲဆိုလို့ရှိရင်ကိုကိုကိုအရန်ကို independent ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတွေငါဘဝမှာဘယ်သူမှမလိုအပ်ဘူးဆိုတော့ပုံစံမျိုးတွေပေါ့နော်ပြထားတဲ့ဟာတွေကိုလွှတ်ချဖို့လိုအပ်တယ်အဓိကကအာလူတွေကိုငါရဲ့လိုအပ်နေတဲ့ပုံစံပြရမယ်ဆိုတာမျိုးဆိုလိုတာမဟုတ်ဘူးပေါ့နော်အဓိကက음 လူတွေကြားမှာကိုကိုဘယ်လိုမြင်လဲဆိုတာကိုကိုကို လက်ခံရမယ်ပေါ့နော်ငါကအခုအညီလိုတယ်ဆိုလို့ရှိရင်ကိုကို အော်ငါကအခုအညီလိုတဲ့သူပဲဆိုရဲ acceptance လေးလိုအပ်နေရပေါ့နော်ငါက ကောင်းနေဆိုလို့ရှိရင်လူတွေကကိုယ်မကောင်းမှု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 ပြောကြတဲ့အခါမှာကိုကိုကလည်းအဲငါမကောင်းမှုဟုတ်တယ်ဘာဖြစ်လဲဆိုတဲ့အစိတ်မျိုးဝင်သွားပြီးကိုကိုတကယ်မကောင်းတဲ့သူလိုမျိုးတွေးကြတာမြင်ကြတာထင်ကြတာမျိုးတွေရှိတယ်အဲ့တော့အဲ့ဟာတွေကမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အစစ်အမှန် true self ကိုရှာဖွေရမယ်ပေါ့နော်ကိုကကျင်နာတတ်တဲ့သူကိုကຫນွေထွေးတဲ့သူကိုကရှိုးသားတဲ့သူကိုကစ조사တဲ့သူကိုကခင်မင်စရာကောင်းတဲ့သူကိုကအချစ်ခံခြင်းတဲ့သူ ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုကိုဘာသာကိုလက်ခံရမယ်ကိုကပြောညံ့နေဆိုလဲဟုတ်တယ်ငါကပြောညံ့နေဒါကငါကကပြောညံ့နေဆိုပေမဲ့ဒါကငါရဲ့အားနေချက်မဟုတ်ဘူးဒီပြောညံ့တာကနေပဲငါဘလို့မျိုးကိုရဲ့အတတ်ချက်ကိုရှာဖွေရမလဲဆိုတော့တိတယ်အဲ့လိုလူမျိုးဆိုတာကိုကိုဘတာကို convince လုပ်ရမယ်ပေါ့နော်ကိုဘတာကိုပြောရမယ်အဲ့တော့ဟိုလေ အာနည်းနည်း conflict တွေဖြစ်နေရမျိုးကိုလည်း short တင်တယ်ဘာလို့ conflict တွေဆိုတာကိုယ့်ရဲ့စိတ်အတွင်းထဲမှာကိုယ်ပဲ conflict တွေဖြစ်နေရမျိုးပေါ့နော်အဲ့တော့အတိတ်ကကိုကလူတွေကိုကောင်းပေးခြင်းနဲ့ဆိုလို့ရှိရင်ကောင်းပေးလိုက်လူတွေရဲ့အမြင်ကိုခရူးဆိုင်နေတယ်လူတွေကငါ့ကိုပြောညံ့တယ်လို့ထင်တယ် သွားရင်ငါအပေါ်မှာငါကို advantage တွေယူလိုက်မယ်ဆိုတာမျိုးအာငါကိုချနှင်းလိုက်မယ်ဆိုတဲ့ဟာမျိုးတွေစဉ်းစားမနေနဲ့ချနှင်းတာမနေနဲ့သူတို့ကိစ္စကိုကားကိုပတာကိုနေရမှာကိုကိစ္စကိုဘဝကောင်းဖို့အတွက်ကိုစိတ်ချမ်းသာဖို့အတွက်နေရမှာကိုကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့သူများတွေအမြင်သူများတွေရဲ့အတွေ့သူများတွေရဲ့ဒီဆုံးဖြတ်ချက်တွေ ိုဘာမှအုံနောက်ထဲမှာထဲ့မနေနဲ့ထဲ့မနေတင်ဘောเนาะအဲ့တော့ကိုအရှိအရှိတိုင်းပဲကိုကအားနေတဲ့ပုံစံချပြခြင်းအားနေတဲ့ပုံစံချပြလိုက်ကိုကအရန်တန်မာတဲ့သူတကယ်လဲတန်မာတဲ့သူအဲ့လိုပဲတန်မာတဲ့ပုံစံချပြခြင်းနဲ့ဆိုရင်တန်မာတဲ့ပုံစံကိုချပြလိုက်ပေါ့เนาะကိုရဲ့အရှိအရှိအတိုင်းချပြစေချင်တာအဓိကကတော့ ိုယ့်ရဲ့ true self ကိုကိုကိုယ်တိုင်လည်းလက်ခံရမယ်ပြီးသွားလို့ရှင်ကိုချပြခြင်းတဲ့သူတွေကိုလည်းချပြရမယ်ပေါ့နော်အဲ့ကျလူတွေကလက်မခံမဲ့တော့မနေဘူးလက်ခံကြမှာပဲပေါ့နော်အဲ့တော့ဘာတွေကိုစုပ်ကံပြီးတော့ရှေ့ဆက်သွားရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ trauma တွေကို healing လုပ်ရမယ်ပထမဆုံးအနေနဲ့ healing လုပ်ရမယ်ပြီးသွားလို့ရှိရင်ပေါ်တော့ကိုအနီးနားမှာရှိတဲ့သူတွေကိုလည်းကိုက healing လုပ်ပေးရမယ် ဘယ်လိုမျိုးလဲဆိုတော့တစ်ခါလေမကိုအရင်စိတ်ညစ်နေတယ်ဆိုလို့ရှိရင်ဘေးနားကသူတွေကိုလည်းဟိုစိတ်ညစ်တဲ့စိတ်နဲ့ဆက်ဆံမိရယ်ဆိုရင်သူတို့ဘာမပြောရတော့ကွာဟိုကိုက healing love လိုက်တယ်ကိုယ်စိတ်လေအေဂျန့်နေရယ်ဆိုလို့ရှိရင်ကိုနဲ့စကားပြောတဲ့သူကိုနဲ့ဒီအဆက်အသွယ်ရှိတဲ့သူကိုနဲ့ဆက်ဆံတဲ့သူတိုင်းအကုန်လုံးကစိတ်ချမ်းသာရမယ်အဲ့တော့ကြတော့ကိုကိုရာ healing လောက်ပြီးသွားလို့ရှိရင်တခြားသူတွေကိုပါ healing လုပ်ပေးရမယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ by 3လေးတွေကိုအဓိကပြောချင်တာက ကိုကိုကိုလက်ခံပါကိုကိုကိုလက်မခံနိုင်တဲ့စိတ်တွေကိုလွတ်ချကိုကိုကိုလက်ခံပြီးတော့ healing လုပ်ပြီးတော့ဘောနော်၈၉တွာအကြလို့ရှင်ကိုဘောမှာဖြစ်နေတဲ့အခုကြုံတွေ့နေရတဲ့အခက်အခဲတွေဟာကိုမလုံနိုင်ဘူးလို့ထင်ထားတဲ့အရာတွေအကုန်လုံးကပြီးဆုံးသွားလိမ့်မယ်လို့ဒီမှာတွေ့ရပါတယ်